၄ချိန်ငံမလုပ်ချင်ရတဲ့အကြောင်းရင်းကိုမေးကြည့်လိုက်တဲ့အခါမှာတော်တော်များများပြက်ဖြေတတ်ကြတာက၄ချိန်ငံလုပ်တာရက်လိုက်ပြီဆိုလို့ရှိရင်ပြောင်းွားလာမှဆိုရင်လည်းအတွက်ကြောင့်မို့လို့၄ချိန်ငံကိုမလုပ်တာဆိုပြီးတော့ဖြေကြပါတယ်။တချို့ဆိုဒီတိုင်းနေနေတုန်းကအကောင့်က၄ချိန်ငံလုပ်ပြီးနားလဲနားလိုက်ရောအရင်ကထက်တော့ပိုပြီးတော့ဝါလာနေလို့ပြောကြပါတယ်။ဒါဟာတကယ်တော့အမှန်ပဲလား ဒါဆိုရင်လေးစင်ငံမလုပ်တာကပို့ပြီးတော့ကောင်းနေမလားပေါ့နော်အခုတစ်ခေါက်မှာတော့လေးစင်ငံလုပ်တာဟာရက်လိုက်ပြီဆိုလို့ရှိရင်ပြန်ပြီးတော့ဝါလာနိုင်မလားဆိုတဲ့အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်လေးစင်ငံလုပ်တာကိုရင်းနှီးရင်ပြန်ဝါလာတာဘာကြောင့်လဲဆိုရင်တော့သဘောတရားကရှင်းပါတယ်လေးစင်ငံလုပ်တဲ့အချိန်မှာကီလိုရီတောင်ကျွမ်းပြီးတော့ခန္ဓာကိုယ်ကအစီပိုတွေကျသလိုပိုလေးချင်လဲကျပါတယ်ခန္ဓာကိုယ်ကမတဘောလဲစင်ကိုလည်းမြှင့်ထားပါတယ် ဒေးရှင်ငယ်လို့တရင်လိုက်တဲ့အခါမှာတော့ကယ်လိုရီရောင်စရာမရှိတဲ့အတွက်ကြောင့်မို့လို့စားသမျှဝိတက်ပါတော့တယ်။တချို့ဆိုရင်ဒေးရှင်ငယ်လို့တဲ့အချိန်လုံးကကယ်လိုရီလောက်သာကိုကံမြအောင်လို့ပိုစားတတ်တဲ့အချိန်ကဒေးရှင်ငယ်ယူလိုက်တဲ့အခြေတိမှာပါသွားတဲ့အတွက်ကြောင့်မို့လို့အရင်ကထထောင်မှာပို့ပြီးတော့ဝါလာတာပါ။ဒီတော့မေးစရာရှိတာကလူတိုင်းဒီလိုဖြစ်နေမှာလားပေါ့နော်။ဒေးရှင်ငယ်ကိုယူလိုက်တာနဲ့ညချင်းညချင်းပြန်ပြီးဝါလာတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ဒီတိုင်းဆက်သွားရင်တော့ဝါနိုင်စီရှိပါတယ်။လေချင်ငယ်လောက်တာရင်လိုက်တာချင်းအတူတူတချို့ကဝါလာပြီးတော့ တချို့ကဒီတိုင်းလေးဆွဲတွေ့လည်းရှိပါတယ်။ဒါကတော့သူတို့ရဲ့စားသောက်တွေထိုင်တဲ့ပုံတွေကြောက်ပါ။အချောင်းမျိုးကြောင့်လေ့ကျင့်ငန်းလုပ်တာကိုရပ်လိုက်ပေမယ့်ကိုကအစားအသောက်ကိုလည်းဆင်ခြင်မယ်။ဂျင်းမာလိုမျိုးပြည့်တဲ့နေလေ့ကျင့်ငန်းလေးမလုပ်ရင်တော့မှအိမ်မှာအဖို့စားလေ့ကျင့်ငန်းလေးကိုဆက်လုပ်မယ်။အနည်းဆုံးတော့အထက်မများစေပဲလို့လို့ရှာရှာနေမယ်ဆိုရင်တော့ကိုကလေ့ကျင့်ပြတ်တက်လာမှာမဟုတ်ပါဘူး။အဲ့လိုမဟုတ်ဘဲနဲ့ချင်းစော့တော့အတိုင်းပဲကိုကစားနေတောင်းနေမယ်ဆိုရင်တော့ကိုလည်းလှူရှာမှုကလည်းနေသွားမယ်ဒါဆိုရင်တော့ပြန်ဝလာမှာတော့အသေးချာပါပဲเนาะ ဒီတော့လေးစိတ်ငယ်လို့တောင်ရက်လိုက်ပြီမဲ့ပြင်မွားစီဖို့ဘာကြီးလိုရမလဲဆိုရင်တော့အချောင်းမျိုးချောက်ကိုအရှင်ဆော့တာကိုနားလိုက်ရတယ်ဒါမှမဟုတ်ပုံမှန်တော့ပြတော့ဘူးဒါပေမဲ့လည်းပြန်လဲမွားလာခြင်းလို့ဆိုရင်တော့အခုပြပြပဲပဲနီးလန်းလေးကိုလည်းနာကြည့်လို့ရပါတယ်ပထမဦးဆုံးအစားအသောက်ကိုစိုက်ပါရှင်ဆော့တုံးကလိုမျိုးစားလို့မရတော့ပါဘူးရှင်ဆော့တုံးကအစားအသောက်ကိုပြန်လောင်နိုင်မဲ့လေးစိတ်ငယ်လို့တောင်ရက်လိုက်ရင်ထောင်ကျန်းစာမရှိတော့တဲ့အတွက်ကြောင့်မလို့ရှော့စားရမှာပါဘလောက်စားရမလဲဆိုတော့တနေ့တာကီလိုရီလိုအချက်ကိုတစ်ချက်ပြီးစားရမှာပါ ဒီနေ့ဒါမှကိုယ့်ရဲ့အခြေခံကယ်လိုရီလိုအပ်ချက်ရဲ့ကိုလှုပ်ရှားတဲ့လောက်သုံးရမယ့်ကယ်လိုရီကိုတက်ပြီးတော့စမ်းရမှာပဲဖြစ်ပါတယ်။အဲ့ထက်ပိုရင်တော့ဝါလာနေမှာရတော့နောက်တစ်ခုကတော့နိုင်တော့လေ့ကျင့်ခန်းပြလုပ်တာပါ။ကိုကဂျင်းတော့မသွားပြတော့ဘူးဒါမှမဟုတ်လေ့ကျင့်ခန်းလုပ်တာရလိုက်တယ်ဆိုရင်တော့မှလုံးဝနားလိုက်တာမျိုးကိုရှောင်သင့်ပါတယ်။အ ਨੇ ဆုံးတော့လမ်းများများလျှောက်ကြမယ်။အိမ်မှာအပေါ်စားလေ့ကျင့်ခန်းလေးတွေလုပ်ပါ။အလေးလုံးလေးတွေကိုဝယ်ပြီးတော့တရက်ကို10မိနစ်15မိနစ်လောက်ကစားသင့်ပါတယ်။အ ਨੇ ဆုံးတော့တရက်ကိုနိုင်ဘက်လမ်းလျှောက်ပြီးပါနော်။နောက်တစ်ခုကတော့ရှင်နေများတောက်ပါ။ ရှင်ကတဲ့အခါမှာဘိုက်ဆာတာနဲ့အချက်ပြတ်တက်တော့မလို့အပန်းနဲ့အစားတွေပို့ပြီးစားမိတတ်ပါတယ်။နေ့စဉ်ကိုကြီး2လီတာ3လီတာလောက်တောက်ပေးပါအချိုရည်တွေကိုတော့ရှောင်ပါပြီးတော့အေးရောအိပ်ပါအေးရပြည့်ရင်မတာပေါ်လင်းစင်တွေကကမော့ကမဖြစ်စေတဲ့တခြားမှုကိုဝါဖို့လွယ်ပါတယ်။ညမအိပ်လေးလေးဘိုက်ဆာလေးအဲ့တော့အစားမိလေးပါပဲနော်။တညကိုအနည်းဆုံး9နာရီလောက်ပြည့်အောင်အိပ်ဖို့လိုအပ်ပါတယ်။စောစောအိပ်ပါနော်။ဒီတော့နေ့စဉ်ငွေလောက်တာကိုရလိုက်ရင်ဝါနဲ့ပတ်သက်ပြီးတော့အချံပြူချက်နေနေရတော့ ဘေးကျင်ငန်းလုပ်တာကိုကိုကရလိုက်မဆိုရင်တော့ပြန်ဝနိုင်နိုင်ပါတယ်။ဒါပေမဲ့ကိုယ့်ရဲ့စောက်တောက်နေတဲ့ပုံစံကိုစင်ချင်းပြီးတော့ဒီပင်နာကိုရှောင်လို့ရပါတယ်။ပြန်ဝမှာဆိုလို့အစကတည်းကလေးကျင်ငန်းမလုပ်ဘူးဆိုတာကတော့ရှောင်ပါနော်။လေးကျင်ငန်းလုပ်တာကကိုယ့်ရဲ့လေးကျင်ကိုထိမ့်ပေးတဲ့အပြင်ခန္ဓာကိုယ်မှာစမ်းမစေပါတယ်။လေးကျင်ငန်းရလိုက်ပြီးရင်ပြန်မဝအောင်တော့ပေးနိုင်တဲ့ညီရဲ့ရှိရတဲ့အတွက်ကြောင့်မို့လို့ရေရကြီးလေးကျင်ငန်းလုပ်ဖို့တိုက်တွန်းရင်းနဲ့ပဲဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ပြေးမယ်နော်။